အီရန်အတွက်အရန်ဆိုးရွားတဲ့အရာတစ်ခုဖြစ်တော့မဲ့အခြေအနေပါအကယ်၍အီရန်နိုင်ငံမှာတာမန်အသည့်တရားရှိမယ်ဆိုရင်သူတို့နဲ့အတူယီမန်နိုင်ငံကဟူသီအုပ်စုတွေပါကြောက်ရွံ့တုန်လှုပ်နေသင့်ပါပြီ။ဘာကြောင့်လဲဆိုတော့အခုချိန်မှာအမေရိကန်ဟာအလယ်အလတ်ဒေသမှာကြီးမားတဲ့စစ်ရင်အားတွေကိုစုစည်းနေပါပြီ။ဒီစစ်ရင်အားတွေရဲ့ပြစ်မှတ်ကတစ်ခုပဲရှိပါတယ်။အီရန်မှာလေတင်သင်းမောနှစ်စီးအမေရိကန်ဘုံကျဲလေယာဉ်တွေနဲ့အခြားစစ်ရင်အားတွေအခုပဲဒီဘက်ကိုဦးတည်လာနေပါပြီ။ အီရန်ကသတိမမူမိရင်ဒီစစ်အာစုသီးမှုဟာတနိုင်ငံလုံးရဲ့အဆုံးသက်ဖြစ်သွားနိုင်ပါတယ်။ဒီတော့ဘာတွေဖြစ်နေသလဲ။လေတင်သင်္ဘောတွေကနေစပြောရအောင်။အခုချိန်မှာ USS Harry S Truman သင်္ဘောဟာပင်လယ်ဒီထဲမှာလှည့်လည်သွားလာနေပြီးဟူသီတွေကိုတိုက်ခိုက်ဖို့အမေရိကန်လေယာဉ်တွေရဲ့အခြေစိုက်စခန်းအဖြစ်အသုံးပြုနေပါတယ်။ဟူသီတွေဟာကြာမြင့်စွာကလေးက အီရန်ရဲ့အရန်အင်အားစုအဖြစ်သတ်မှတ်ခံထားရတဲ့အုပ်စုဖြစ်ပြီးအခုချိန်မှာတော့အပြင်းထန်တိုက်ခိုက်ခံနေရတာကြောင့်ပြိုလဲဖို့နီးနေပါပြီ။ဒါကအံ့ဩစရာမရှိပါဘူး။ဘာလို့လဲဆိုတော့ USS Harry Truman သင်္ဘောဟာအလွန်ကြောက်စရာကောင်းတဲ့ရန်သူတအူးဖြစ်နေလို့ပါ။ဒီသင်္ဘောဟာ American ရဲ့ Nemex Class လင်းတင်သင်္ဘောစေစည်းတဲ့က Number 8 C ဖြစ်ပြီး American ရဲ့ရန်သူတွေကိုဘယ်လိုတိုက်ခိုက်လဲဆိုတာရဲ့အရေးပါတဲ့ဥပမာတစ်ခုဖြစ်ပါတယ်။ ဒီသင်္ဘောကိုတိဆောက်ဖို့ဒေါ်လာ၄.၅ဘီလီယံကုန်ကျခဲ့ပြီး1998ခုနှစ်ဇူလိုင်လမှာတရားဝင်စတင်အသုံးပြုခဲ့ပါတယ်။2000ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာ World Trade Center နဲ့ပင်လယ်ကုန်းကိုအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက်စတင်ခဲ့တဲ့ Global War on Terror အတွင်းမှာအဓိကပါဝင်ခဲ့ပါတယ်။ဒီလိင်တင်သင်္ဘောဟာအလွန်ကြီးမားပါတယ်။အလျား1092ပေအနံ252ပေရှိပြီးရေတု3,6400တန်ကိုဖယ်ရှားနိုင်သွန်းရှိပါတယ်။ နိုင်ရှိပြရရင်အီရန်ရဲ့တက်မတော်ရေတက်တခုလုံးဟာရေဒု2223တံပဲဖယ်ရှားနိုင်တာကြောင့် USS Harry S Truman တစ်စီးတည်းကအီရန်ရေတက်ရဲ့တဝက်နီးပါးနဲ့ညီမျှနေပါတယ်။ဒီရချက်ကဒီသင်္ဘောဘလောက်ကြီးမလဲဆိုတာနဲ့အီရန်ရဲ့သိမ်းငယ်တဲ့စစ်သင်္ဘောတွေဟာဒီလင်းတင်သင်္ဘောနဲ့ဓာတ်ရိုက်ရင်ဆိုင်ဖို့ဘလောက်အသုံးမဝင်ဘူးဆိုတာကိုပြသနေပါတယ်။ USS Harry S Truman မှာမြင်းကောင်ရေ2600ရှိတဲ့အင်ဂျင်တက်ဆင်ထားပြီးအရှိန်နှုန်း30ရောက်နိုင်တာကြောင့် ဒီအရွယ်စားရှိတဲ့တင်မောအတွက်အံ့ဩစရာကောင်းလောက်အောင်ကြွေရှားမြန်ဆန်ပါလေဒီတင်မောပေါ်မှာအမေရိကန်စစ်သား9600ခန့်ရှိပြီး2480ကတော့လေယာဉ်တပ်ဖွဲ့အတွက်အထူးတာဝန်ယူထားပါတယ်ဒီအချက်ကပဲဟူတီတွေနဲ့အီရန်အတွက်အဆင်ပြေချိန်ချောက်မှုဖြစ်နေပါတယ်ဒီလေယာဉ်တင်မောဟာ EA18G Growler နဲ့ FA18EF Super Hornet အပါအဝင်လေယာဉ်မျိုးစား60အထိတင်ဆောင်နိုင်ပါတယ် ဒါအပြင်သင်္ဘောစန့်ကျင်ရေးရေငုပ်သင်္ဘောစန့်ကျင်ရေးဟယ်လီကော်ပတာတွေတိုက်လေယာဉ်တွေဘုံကျဲလေယာဉ်တွေနဲ့ရှာဖွေကယ်ဆယ်ရေးလေယာဉ်တွေလည်းပါဝင်ပါတယ်။ဒါတွေမကသေးပါဘူး။ဒုံးပြက်အားနဲ့ပါပြည့်စုံနေပါသေးတယ်။အလယ်လက်ကွာဝေး IM7 C Sparrow ဒုံးပြက်စနစ်နှစ်ခုနဲ့လေကြောင်းချိန်ချောက်မှုကိုကာဝယ်ဖို့ Rolling Air Frame Missile စနစ်နှစ်ခုပါရှိပါတယ်။ဒါကြောင့်ဒီသင်္ဘောဟာအလွန်အင်အားကြီးမားတဲ့စစ်သင်္ဘောတစ်စီးဖြစ်နေပါတယ်။အီရန်နဲ့အထူးသဖြင့် ဟူတီတွေဟာမက်လ15ရက်ကလေးကဒီသင်းမော့ရဲ့အင်အားကိုခံစားနေရပါပြီ။အဲ့ဒီနေ့မှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယီမန်နိုင်ငံကဟူတီတွေရဲ့အဓိကစခန်းတွေကိုနေ့စဉ်ပုံကျဲတိုက်ခိုက်မှုတွေစတင်မှုအမိန့်ပေးခဲ့တာပါ။မက်လ20ရက်မှာ New Weeks ကဖော်ပြတဲ့ဂျိုတုတပ်ပုံတွေအရ USS Harry S Truman သင်္ဘောဟာရီမင်ကဲဂျီကနေမိုင်480အကွာမှာတည်ရှိနေပြီးနေ့စဉ်ပုံကျဲမှုတွေအတွက်အခြေစိုက်စခန်းအဖြစ်အသုံးပြုနေပါတယ်။ မတ်လ28ရက်ဒီဒီတိုက်ခိုက်မှုတွေကြောင့်ဟူဒီရဲ့ပြောဆိုချက်အရလူဦးရေ62ဦးထိသေဆုံးခဲ့ပြီးအခုချိန်မှာတော့ဒီထက်မကမြင့်တက်နိုင်ပါတယ်။ဒါပေမဲ့ဟူဒီရဲ့ဘက်ကအမေရိကန်တိုက်ခိုက်မှုတွေကြောင့်ခေါင်းဆောင်တအူးသေဆုံးကြောင်းအတည်ပြုချက်မပေးသေးပါဘူး။သူတို့ကတော့အမေရိကန်ဘုံကျဲမှုတွေကြောင့်ဂျီမင်ရဲ့နေအိမ်ရက်ကပျက်စီးမှုတွေကိုပဲအဓိကထားပြောဆိုနေပါတယ်။ဒါပေမဲ့အမေရိကန်ဘက်ကတော့မတ်လ31ရက်မှာ ဟူဒီရီရဲ့အစစ်မြစ်ဒုံးပညာရှင်တဦးကိုတပ်ဖြတ်နိုင်ခဲ့ကြောင်းပြောဆိုထားပြီးအခြားကောင်းအောင်တွေလည်းသေဆုံးနိုင်ကြောင်းအရေးအဝတ်ပြောထားပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာအမေရိကန်ရဲ့ဟူဒီရီဆိုင်ရာချင်းကပ်မှုပုံစံပြောင်းလဲသွားတာကိုပြသနေပါတယ်။အမေရိကန်မျိုးသားလုံးရဲ့အကြံပေးပုဂ္ဂိုလ် Mike Walsh က ABC နဲ့ Match လ16ရက်တုန်းကပြောခဲ့တယ်လို့ဒီတခါတော့အရင်လိုအားနည်းတဲ့တိုက်ခိုက်မှုမျိုးမဟုတ်ပဲဟူတီကောင်းဆောင်တွေကိုဥတီပြီးအပြေးထန်တိုက်ခိုက်မှုပါလို့ဆိုပါရတယ်။ ဒါကအီရန်အတွက်အလွန်ဆိုးရွားတဲ့တဲ့မှာအီရန်ဟာယီမင်နဲ့ပင်လယ်ညီဒေသမှာဩဇာလွှမ်းမိုးဖို့ဟူသီတွေကိုအမိသဟဲပြုနေရတာပါဒါပေမဲ့မကြသေးခင်ကနေစပြီးအခြေအနေတွေဟာပိုပိုဆိုးရွားလာနေပါတယ်ဒစည်းတဲ့နဲ့လည်းဒီလောက်ပျက်စီးမှုတွေဖြစ်နေရင်နှစ်စည်းဆိုရင်ဘာဖြစ်မလဲဆိုတာစဉ်းစားကြည့်ပါဒါပေမဲ့သင်စဉ်းစားနေကြတော့အချိန်မလိုတော့ပါဘူး American က USS Carl Vinson Landing တမောကို USS Harry S Truman ကိုကူညီဖို့ဧပြီလ၂ရက်နေ့မှာဆေလွှတ်နေလို့ပါ Newsweek ရဲ့သတင်းအရဂျိုဒုတပ်ပုံတွေမှာ USS Carfinson တင်မဟာဖိလစ်ပိုင်ရေပြင်မှာအလယ်လက်ဒေတာကိုဖျက်ဆီးနေတာကိုတွေ့ရပါတယ်။ဒါကြီးမားတဲ့သတင်းမှာဘာလို့လဲဆိုတော့အရင်ကဒီတင်မောကတရုတ်ကိုချိန်ချောက်ဖို့ Pacific ဒေတာမှာတက်ဆွဲထားတာပါ။ဒါဆိုရင် American ဟာပင်လယ်နီဒေတာမှာသူ့ရဲ့ရေတက်လေတက်စွမ်းအားကိုနှစ်ဆတိုးလိုက်တာပါပဲ။ USS Carvinson ကလည်း USS Harry S Truman လိုပဲ Nimitz class တင်မောဖြစ်တာကြောင့်တူညီတဲ့စွမ်းအင်တွေရှိပါတယ်။ ဒီတော့ဟူသီတွေကိုအမေရိကန်လေယာဉ်90ကနေ180အထိတိုက်ခိုက်နိုင်တော့မှာပါ။ဒါဆိုထရမ့်ရဲ့ဂျီမင်ဘုံကျဲမှုတွေဟာပိုပြင်းထန်လာမှာအသေးချာပါပဲ။ USS Carvinson မှာ F-35C တိုက်လေယာဉ်တစ်စီးပါနေတာကြောင့်အမေရိကန်တို့ပုံမိုလျှို့ဝှက်စွာတိုက်ခိုက်နိုင်တဲ့ရွေးချယ်ချက်တွေရှိလာပါတယ်။ဒါအပြင် USS Stott နဲ့ USS Princeton စစ်သည်မော်နှစ်စီးလည်းအတူလိုက်ပါနေပါသေးတယ်။နောက်ထပ်သတင်းစိုးတစ်ခုက American ဟာသူ့ရဲ့အသက်အကြီးဆုံးလေယာဉ်တင်သင်္ဘော USS Nimitz ကိုလည်း USS Carl Vinson နေရာမှာအစားထိုးဖို့ Pacific ဒေသကိုဆေလွှတ်နေပါတယ်။အခုချိန်မှာတော့ဒီသင်္ဘောကအလယ်လက်ဒေသကိုအာရုံမစိုက်သေးပေမဲ့ Iran ရဲ့အခြေအနေတင်းမာလာရင်ရွှေ့ပြောင်းနိုင်ပါတယ်။ဘာလို့ဒီလေယာဉ်တင်သင်္ဘောတွေရဲ့ရွှေ့ရှားမှုက Iran အတွက်မကောင်းတဲ့သတင်းဖြစ်နေတာလေ။အရင်ကပြောခဲ့သလိုပဲ Houthi တွေရဲ့ပင်လယ်ညီတိုက်ခိုက်မှုတွေအဆုံးသတ်တော့မယ့်အချက်ကအကြောင်းရင်းတစ်ခုပါ။ ူတီတွေဟာကြာမြင့်စွာကတည်းကအီရန်ရဲ့အရန်အင်အားစုဖြစ်လှုပ်ရှားနေကြတာပါ Council on Foreign Relations CFR ရဲ့ဖော်ပြချက်အရအီရန်က2017ခုနှစ်ကတည်းကဟူတီတွေကိုထောက်ပံ့နေကြတာပါ2014ခုနှစ်မှာတော့ဟူတီတွေဟာယီမန်ရဲ့အစိုးရကိုဖယ်ရှားပြီးစာနာမျိုးတော်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်အခုထိယီမန်မှာစစ်ပွဲတွေဆက်ဖြစ်နေပြီမြေအီရန်ရဲ့ထောက်ပံ့မှုကြောင့်ဟူတီတွေဟာယီမန်အကြက်တဲမှာအဓိကအာဏာရှင်တအူဖြစ်လာခဲ့ပါတယ်အီရန်ရဲ့ဟူတီတွေကိုထောက်ပံ့မှုက 2009ခုနှစ်လောက်ကတည်းကစတင်ခဲ့တယ်လို့ယုံကြည်ရပါတယ်။ CFI ရဲ့အဆိုအရ2014ခုနှစ်ရီမဲအဆိုအရကိုဖယ်ရှားနေမှာဟူတီတွေဟာ IRC က drone တွေဒုံးကျည်တွေအပါအဝင်လက်နက်တွေရနိုင်ပြီလို့သိရပါတယ်။ဒီလိုထောက်ပံ့မှုတွေကအခုထိဆက်ရှိနေသေးပါ။2024ခုနှစ်မှာတော့ American ကအီရန်ကနေယီမင်ကိုပို့မဲ့ဒုံးကျည်ကောင်းတွေတင်ကားဆန့်ကျင်ရေးဒုံးကျည်တွေနဲ့ drone စိတ်ပိုင်းတွေပါတဲ့လက်နက်တင်သင်္ဘောတစ်စီးကိုဖမ်းမိခဲ့ပါတယ်။ဒီကြီးမားတဲ့ဆက်နွယ်မှုတွေကြောင့် အီရန်ဟာဟူသီတွေကို နိုင်ငံရေးရည်ရွယ်ချက်တွေအတွက်အသုံးချနိုင်ခဲ့ပါတယ်။ဒါကိုပင်လယ်နီမှာအထင်ရှားဆုံးမြင်နိုင်ပါတယ်။2023ခုနှစ်မှာနိုဝင်ဘာလမှာဟူသီတွေဟာပထမဆုံးချိန်ကုန်တင်သင်္ဘောတစ်စီးကိုလူရက်ခဲ့ပါတယ်။အဲ့ဒီကလေးကသူတို့ဟာပင်လယ်နီကဖြတ်သွားတဲ့သင်္ဘောတွေကိုဒုံးကျည်နဲ့ဒရုန်းတွေနဲ့ဒါဇင်နဲ့ချီတိုက်ခိုက်ခဲ့ပြီးသင်္ဘောနှစ်စီးနှစ်မြုပ်ခဲ့တာ၃စီးကိုသိမ်းယူခဲ့ပါတယ်။သင်္ဘောသားလေးဦးလည်းသေဆုံးခဲ့ပါတယ်။ အီရန်ကဘာလို့ဟူသီတွေကိုဒီတိုက်ခိုက်မှုတွေမှာထောက်ပံ့နေတာလဲဟူသီတွေကိုယ်တိုင်ကအဖြေပေးထားပါတယ်သူတို့ဟာအီရန်ရဲ့အခြားအရင်အင်အားစုဟာမတ်ကိုထောက်ခံဖို့ပင်လယ်ဒီတိုက်ခိုက်မှုတွေစတင်ခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်အခုချိန်မှာအီရန်အတွက်အခြေအနေတွေဆိုးရွားလာနေတာပါဟာမတ်ကအခုထိအစ္စရေးနဲ့ဆစ်ဖြစ်နေတဲ့ဖြစ်ပြီးအီရန်ရဲ့နောက်ထပ်အရင်အင်အားစုဟစ်ဘိုလာလည်းပါဝင်နေပါတယ်အခုအမေရိကန်ကဂျီမင်ကဟူသီတွေကိုအပီးတိုင်ဖျက်ဆီးဖို့စိတ်ပိုင်းဖြတ်ထားပါတယ် ဒါရီအားလုံးကအီရန်အတွက်ဆိုးရွားတဲ့အခြေအနေဖြစ်စေပါတယ်။အလေလက်ဒေတာအာနာဟန်ချက်ပြည့်ပြင်းအောင်ကြာမြင့်စွာအားကိုးခဲ့ရတဲ့အရန်အင်အားစုတွေဆုံးရှုံးနေပါပြီ။ဒီအုပ်စုတွေမြေမြေပြောက်ကွယ်သွားတာနဲ့အမျှအီရန်ရဲ့အရှိအလေပိုင်းအဒေတာဩဇာလည်းပြောက်ကွယ်သွားမှာပါ။အီရန်ဟာသူ့ရန်သူတွေကိုတွယ်ဝိုက်တိုက်ခိုက်ဖို့ဒီအုပ်စုတွေကိုအသုံးမပြုနိုင်တော့တဲ့အတွက်အခက်တွေ့နေပါတယ်။အခုချိန်မှာအီရန်ဟာဩဇာဖျက်ဆီးမှုလုပ်ဖို့ကြိုးစားတာကိုရပ်တန့်ရမလား။ ဒါမှမဟုတ်ကိုရိုင်းတိုက်ခိုက်ရမလားဆိုတဲ့အခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။နောက်ဆုံးရွေးချယ်စရာကမဖြစ်နိုင်ပါဘူး။အီရန်ကအလယ်လက်ဒေသမှာအစ္စရေးဒါမှမဟုတ်အမေရိကန်ကိုတိုက်ရိုက်တိုက်ခိုက်မယ်ဆိုရင်သူ့ကိုပြစ်မှတ်ထားဖို့အကြောင်းပြချက်ဖြစ်သွားမှာပါ။အီရန်ကဒါကိုမလိုလားပါဘူး။အမေရိကန်ရဲ့တိုက်ခိုက်မှုကိုမခံနိုင်ပါဘူး။ဒါကြောင့်အမေရိကန်ရဲ့ခူတီတွေကိုတိုက်ခိုက်မှုတွေကအရေးမကြီးဘူးလို့ထင်ရင်တော့မှားပါလိမ့်မယ်။အခုချိန်မှာအမေရိကန်ရဲ့လုပ်ရည်တွေဟာ အီရန်ရဲ့အရှိအလယ်ပိုင်းမဟာဗျူဟာကိုအကြီးအကျယ်ချိမ်းချောင်းနေပါတယ်။ဧပြီလ3ရက်နေ့မှာ Telegraph သတင်းစာကအီရန်အရာရှိကြီးတဦးရဲ့ထုတ်ဖော်ပြောဆိုချက်ကိုဖော်ပြခဲ့ပါတယ်။အဲ့ဒီအရာရှိကြီးကအီရန်ဟာဟူသီတွေကိုထောက်ပံ့မှုတွေရုပ်သိမ်းနေပြီလို့ဝန်ခံခဲ့တာပါ။အခုချိန်မှာအီရန်ကျင်းပနေတဲ့စီးဝေးတိုင်းမှာ Trump အကြောင်းပဲဆွေးနွေးနေကြတယ်။အရင်ကကျွန်တော်တို့ထောက်ပံ့ခဲ့တဲ့ဒေတာဆိုင်ရာအဖွဲ့တွေကြောင်းဘယ်သူမှမဆွေးနွေးကြတော့ဘူးလို့အရာရှိကြီးကဆိုပါတယ်။ ဟူဒီတွေအတွက်ပူဆိုးတာကအီရန်ရဲ့အလေအလက်ဒေသမှာဩဇာလွှမ်းမိုးနိုင်ကြွနဲ့အတူဟူဒီတွေဟာဆက်ရှင်တန်နေထိုင်နိုင်မှာမဟုတ်ဘူး။သူတို့ရဲ့နောက်ဆုံးလာတွေဒါမှမဟုတ်ရက်တွေကိုဖျက်ဆီးနေရတာပဲလို့အရာရှိကြီးကဆက်ပြောပါလေ။ဒါကြောင့်သူတို့ကိုကျွန်တော်တို့ရဲ့စင်ရင်မှာဆက်ထားဖို့အတိတ်ပဲမရှိတော့ပါဘူး။သူတို့ဟာနာဆရလာဟူဒီတွေရဲ့အရင် အတွင်းမှုချုပ်နဲ့အာဆတ်တို့နဲ့ဆက်ဆက်နေတဲ့ဝင်းဆက်တစ်ခုရဲ့အစိပ်ပိုင်းဖြစ်ပါလေ။အဲ့ဒီဂွေးဆက်ရဲ့ဒစိုက်တစ်ပိုင်းကိုပဲအနာဂတ်အတွက်ဆက်ထားဖို့အတိတ်ပဲမရှိဘူး။ တနည်းပြောရရင်အီရန်ဟာလက်လျှော့ပြီးထွက်ပြေးဖို့ဖိအားပေးခံနေရတာပါ။ဒါဆိုဟူဒီတွေဟာအမေရိကန်ရဲ့လေယာဉ်တင်သင်းမောနှစ်စီးနဲ့ရင်ဆိုင်ဖို့တကိုယ်တည်းကြံရဲခဲ့ပါပြီ။ဟူဒီတွေပြိုလဲသွားတဲ့အခါဒီလေယာဉ်တင်သင်းမောတွေဟာအီရန်ကိုအာရုံစိုက်ဖို့အဆင်သင့်ဖြစ်နေပါပြီ။အီရန်ကအခြေအနေတွေပိုဆိုးလာနိုင်သေးတယ်။ USS Harry S Truman နဲ့ USS Garfinson တို့ဟာအီရန်ရဲ့တခုတည်းသောချင်းချောင်းမှုမဟုတ်ပါဘူး။ Diego Garcia လို့ခေါ်တဲ့ကျုံးစစ်စခန်းကိုလည်းအမေရိကန်ကအသုံးပြုနေပါဗျ။ ဒီအေဂိုကာစီယာစစ်ကန်းဟာအိန္ဒိယသမုဒ္ဒရာထဲမှာရှိပြီးဒီတိုင်ပိုင်ပါတယ်။အမေရိကန်ကဒီစကန်းကိုငှားရမ်းထားပါတယ်။ ABC News အရာအမေရိကန်ဟာနျူကလ িয়ার တည်ဆောင်နိုင်တဲ့ B2 separate ဘုံးကျဲလေယာဉ်တွေကိုဒီကျုံးကိုပို့ဆောင်နေပါတယ်။ဗနက်စီပို့ထားလဲဆိုတာသတင်းရင်းမြစ်တွေမှာကွဲပြားနေပါတယ်။တချို့က6စီးလို့ဆိုပြီးတချို့ကတော့ B2 လေယာဉ်16စီးတက်ကတဝက်ကိုပို့ထားတယ်လို့ဆိုပါတယ်။ ABC ရဲ့သတင်းအရာ ဒီလောက်ရဟာအမေရိကန်ရဲ့စည်ရဲအခြေအနေကိုသုံးမျိုးအကျိုးရှိစေပါတယ်။ဒေတာကန်ဆင်အားကိုတိုးမြှင့်ခြင်း။၂ရီမင်ကပြစ်ဖက်တွေကိုဆက်လက်တိုက်ခိုက်နိုင်ခြင်း။၃အီရန်ကိုသတင်းစကားပို့ခြင်း။ဒီသုံးချက်စလုံးကအီရန်ကိုစိုးရိမ်စေပါတယ်။အထူးသဖြင့်နောက်ဆုံးအချက်ကအီရန်အတွက်အကြီးမားဆုံးစိုးရိမ်စရာဖြစ်ပါတယ်။ဗီဒီယိုတွေကိုဒီအေဂိုကာစီယာကိုပို့ရပြင်ထရမ့်ကအီရန်ကိုနျူကလ িয়ার စီစဉ်တဲ့အကြောင်းဆွေးနွေးဖို့စာတစောင်ပို့ခဲ့ပါသေးတယ်။ အီရန်ကောင်းဆောင်တွေကိုဆွေးနွေးပွဲ YYC လာဖို့ဖိတ်ခေါ်ထားတာပါအီရန်ကဒီကမ်းလှမ်းချက်ကိုငြင်းပယ်လိုက်ပါတယ်အကြောင်းကတော့အမေရိကန်ကသဘောတူညီချက်တွေကိုလိုက်လာမယ်လို့သူတို့မယုံကြည်လို့ပါထရမ့်ရဲ့တုံ့ပြန်ချက်ကရိုးရိုးရှင်းရှင်းချိန်ချောင်းမှုတစ်ခုပါပဲအီရန်ကသဘောတူညီချက်မချုပ်ရင်ဘုံကျဲတာခံရမယ်သူတို့မမြင်ဘူးတဲ့အရာမျိုးနဲ့ဘုံကျဲခံရမယ်ဒီထပ်ပို့ပြီးတိုက်ရိုက်ချင်းချောက်လို့မရတော့ပါဘူးဗီဒူပုံရက်လေရင်တွေဒီအေကိုကာစီယာကိုရောက်နေရတဲ့အတူ အီရန်အတွက်စိုးရိမ်စရာအကြောင်းနှစ်ချက်ရှိလာပါပြီ။ပထမတစ်ချက်က B2 တွေရဲ့ချိန်ချောက်မှုပါ။ဒုတိယတစ်ချက်ကအီရန်အနေနဲ့ဒီချိန်ချောက်မှုကိုတုံ့ပြန်ဖို့ဘာမှလုပ်နိုင်စွမ်းမရှိဘူးဆိုတဲ့အချက်ပါ။ B2 ဟာအမေရိကန်ရဲ့အပြက်စီးတဲ့ဆုံးလေယာဉ်တွေထဲကတစ်စီးပါ။ဒီပညာရာအလွန်အဆင့်မြင့်တဲ့ပုံကျဲလေယာဉ်ဖြစ်ပြီးရန်သူရဲ့ရေဒါတွေကလှည့်ပြားဖို့ခက်ပါတယ်။ဂျေမိုင်6000ပြန်တန်းနိုင်တဲ့အတွက်ဒီအေဂိုကာစီယာကနေအီရန်ကိုသွားပြီးဘုံကျဲချပြီးတဲ့နောက်ပြန်လည်ဆင်းသက်ဖို့အဆင်ပြေပါတယ်။ တကယ်တော့ပြန်ဆင်းဖို့တော့မလိုပါဘူးအမေရိကန်ကလေရင်စီတင်သင်းမောတွေကိုလည်းစေလွတ်ထားလို့ဘီဒူးတွေဟာလေထဲမှာရင်စီပြန်ဖြည့်နိုင်ပါတယ်ဘီဒူးဟာအတန်ထက်မြန်တဲ့အရှိန်နှီးပါရှိပြီးပေ9000အမြင့်အထိပြန်တန်းနိုင်ပါတယ် Operation Iraq Freedom မှာအဓိကအသုံးပြုခဲ့တဲ့လေရင်ဖြစ်ပြီးခရီးစဉ်22ကြိမ်ပြန်တန်းကဘုံ1.5တန်းပေါင်ပေါင်ကျော်ကျဲချခဲ့မှုပါတယ်ဘီဒူးဟာ JDAM Joint Direct Attack Munition လို့ခေါ်တဲ့တိကျတဲ့ဘုံတွေ Mac 82နဲ့ Mac 84ပုံးတွေအပြင် B61 နဲ့ B83 nuclear ပုံးတွေကိုပါတင်ဆောင်နိုင်ပါတယ်။လိုအပ်ရင် Iran ကိုမြေပုံကနေဖျက်ဆီးဖို့အဆင်သင့်ဖြစ်နေပါတယ်။ဒါကြောင့် Iran အနေနဲ့ဒီချိန်ချောက်မှုကိုလှစ်လျူရှုလို့မရတော့ပါဘူး။ American ရဲ့စစ်အာဏာတွေဟာ Iran ကိုဝိုင်းဝန်းချိန်ချောက်နေပြီးအချိန်မရွေးတိုက်ခိုက်နိုင်တဲ့အနေအထားမှာရှိနေပါတယ်။ Iran တို့ဒါရီနဲ့လည်းမလုံလောက်သေးပါဘူး။ Diego Garcia Siskan ကိုနိုင်ရဲ့အသက်အန္တရာယ်ကိုပါထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ အီရန်စစ်တပ်တွင်ကတချို့စစ်ကောင်းဆောင်တွေကဒီစခန်းကိုလျှို့ဝှက်တိုက်ခိုက်ဖို့တွန်းအားပေးနေပေမဲ့အီရန်ရဲ့လက်နက်အများစုကဒီအကွာအဝေးကိုမရောက်နိုင်ပါဘူး။ဝါဆောင်ရဲ့ဖော်ပြချက်အရဒီအေဂိုကာစီယာစစ်ကန်းဟာအီရန်နယ်စပ်တောင်ပိုင်းကနေမိုင်2358မိုင်အကွာမှာရှိပါတယ်။အီရန်ရဲ့အဝေးဆုံးပစ်နိုင်တဲ့ဒုံးကျည်တောင်မှာ1242မိုင်ပဲရောက်နိုင်တာကြောင့်ဒီစခန်းကိုမထိပါဘူး။အီရန်အနေနဲ့ပင်လယ်ကနေဒုံးကျည်ပစ်ဖို့ကလည်းမဖြစ်နိုင်ပါဘူး။အမေရိကန်လေယာဉ် တင်တင်မော်တွေကပင်လယ်နီမှာစောင့်ကြံနေလို့ပါတိုက်ရိုက်ပြောရရင်အီရန်ဟာအမေရိကန်ရဲ့ B2 ဘုံးကျဲလေယာဉ်ချိန်ထောက်မှုကိုတုံ့ပြန်နိုင်စွမ်းမရှိပါဘူး USS Harry S Truman နဲ့ USS Scott Vinson လေယာဉ်တင်တင်မော်တွေပါထည့်ထွက်လိုက်ရင်အီရန်ဟာသူ့ရဲ့ဒေသဆိုင်ရာဩဇာလွှမ်းမိုးမှုတွေတဖြည်းဖြည်းဆုံးရှုံးနေရတာကိုမျက်ဝါးထင်ထင်မြင်နေရပါပြီအမေရိကန်ကသူ့ကိုမီးလုံးဝိုင်းထားတဲ့အခြေအနေမျိုးပါအမေရိကန်ရဲ့နျူကလ িয়ার သဘောတူညီချက်အသစ်ကိုငြင်းဆန်လိုက်တဲ့အီရန်ရဲ့ဆုံးဖြတ်ချက်ဟာ အလယ်လက်ဒေသမှာကြီးမားတဲ့စစ်အင်အားစုပြီးမှုကိုဖြစ်ပေါ်စေပါတယ်။အခုချိန်ဟာအီရန်အတွက်အဆိုးဆုံးအချိန်ပါပဲ။ရီမင်ကဟူသီတွေအမေရိကန်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပျက်စီးနေတာကိုကြည့်နေရသလိုဂါဇာမှာဟားမတ်ကျုံတွေ့နေရတဲ့အခြေအနေကိုလည်းဘာမှမလုပ်နိုင်ပါဘူး။မက်ရှလာဂုံပိုင်းမှာအစ္စရေးကဂါဇာမှာမြေပြင်စစ်ဆင်ရေးစတင်ခဲ့ပြီးဟားမတ်ရဲ့ကြမ်းရှိနေတဲ့အင်အားစုတွေကိုအပိတ်တပ်ဖို့ရည်ရွယ်ထားပါတယ်။၂၀၂၄ခုနှစ်အောက်တိုဘာမှာ အစ္စရေးဟာဟာမတ်စ်ရဲ့စစ်တီဟောင်း2000ခွဲကနေ3000အနက်18000ကိုတက်ဖြတ်ပြီးပြီလို့ကြေညာခဲ့ပါတယ်။ဒါဟာဟာမတ်စ်ရဲ့အင်အားကို3ဘုံတဘုံထိရော့ကျသွားသည်ပြီးအီရန်ရဲ့ဩဇာလွှမ်းမိုးမှုကိုပြင်းထန်စွာထိခိုက်စေပါတယ်။အခုခါမှာအစ္စရေးကဂါဇာမြေအောက်ရှိ Twin Street ကိုပိတ်မှတ်ထားနေပါတယ်။ Hamas Street ဟာဒီ Twin Street ကိုလက်နက်သေးဘူးနဲ့ Israeli တောင်တိုက်ခိုက်မှုတွေကလည်းလွတ်အောင်သုံးနေတာပါ။ အခုချိန်ဒီ Israel ကဒီ drone တွေရဲ့40ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းအထိဖျက်ဆီးပြီးပါပြီ။ဒီ drone တွေကိုအတိအဝဖျက်ဆီးလိုက်ရင် Hamas ရဲ့ကြံရှိနေတဲ့ဖွဲ့ဝင်တွေဟာနေပြည်တော်ကိုထွက်လာရမှာဖြစ်ပြီး Israel ရဲ့လေကြောင်းနဲ့နေပြည်တော်တိုက်ခိုက်မှုတွေရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။